မင်္ဂလာပါရှင်ဒီကနေ့မှာတော့တင်းရဲ့နှလုံးသားကိုအရေးပြတ်သွားစေတယ်လောက်အောင်ချစ်စရာကောင်းတဲ့တံတားလေးတွေအကြောင်းပြပြပေးချင်ပါတယ်။သူတို့တွေကတော့ဂျပန်နိုင်ငံရဲ့နှင်းနဲ့သမီးလေးတွေလို့တင်စားခေါ်ဆိုကြတဲ့ရှီမာအနာဂါလေးတွေပဲဖြစ်ပါတယ်။ကြည့်ပါဦးဘလော့တောင်ချစ်စရာကောင်းလေးနော်။တင်းရဲ့ကလေးတွေကဂျပန်နိုင်ငံမြောက်ပိုင်းဟော့ကိုင်ဒိုကျွန်းမှာပဲတွေ့ရတဲ့တီးသက်မျိုးစိတ်လေးတွေပဲဖြစ်ပါတယ်။သူတို့ရဲ့အရွယ်အစားကတော့14စင်တီမီတာ9.5လက်မပဲရှိရကြောက်တော်တော်လေးတော့တင်ငယ်ပါဗျ သူတို့ရဲ့အသွင်အပြင်ကတော့လုံးဝနဲ့မျက်လုံးလေးတွေနဲ့လှပကြော်ရှင်းနေတဲ့ခန္ဓာကိုယ်လေးတွေပါပဲဒီအချက်တွေကြောင့်ပဲသူတို့ကိုတွေ့မြင်ရတဲ့သူတိုင်းကချစ်ခင်နှစ်သက်ကြရဆိုတာကတော့အံ့ဩစရာမရှိပါဘူးဒီချစ်စရာကောင်းတဲ့ငှက်ကလေးတွေကဟော့ကိုင်းဒိုရဲ့အေးစိတ်လာတဲ့ဆောင်းရသည်မှာလွတ်လပ်စွာနဲ့ပြန်တန်းနေကြတာကိုကြည့်ရတာကအလွန်ပဲစိတ်ကျေနပ်စရာကောင်းလာပါတယ်။နေ့နေပုံလန့်နေတဲ့ရှုကင်ထဲမှာသူတို့ရဲ့အဖြူရောင်နူးညံ့တဲ့အမွေးလေးတွေနဲ့ပြောင်းဝဲနေတာကနှစ်သမီးလေးတွေမျောလွင့်နေသလိုပါပဲ။ သူတို့ရဲ့ကောင်းလေးတွေကပြူပွေးနေပြီးတော့စူးစမ်းလိုတဲ့မျက်ဝန်းလေးတွေနဲ့ဟိုဟိုဒီဒီကြည့်နေတဲ့ပုံလေးတွေကစောင်းရတဲ့ရဲ့အေးဆေးမှုကိုတော့မှမေ့သွားစေနိုင်ပါတယ်။ဒါကြောင့်လည်းငှက်ချစ်သူတွေကသူတို့ကိုနှိမ့်နဲ့သမီးလေးတွေလို့တင်စားခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ရှိမအနာကလေးတွေက အုပ်စုဖွဲ့နေထိုင်တတ်ကြပြီးတော့သူတို့ကအချင်းချင်းချစ်ခင်ရင်းနှီးစွာနဲ့ဆက်ဆံကြတာကိုမြင်ရတာကလည်းအယံကိုကြည်နူးစရာကောင်းလာပါတယ်။ သူတို့ရဲ့ချစ်စရာအပြုမူလေးတွေကမြင်ရသူတိုင်းကိုပျော်ရွှင်စေမှာတော့အသေးချပါပဲရှင်။ဒီကနေ့မှာတော့ဂျပန်နိုင်ငံရဲ့ချစ်စရာကောင်းလာတဲ့နှင်းနဲ့သမီးလေးတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တင်ကကလေးတွေရဲ့ချစ်စရာအသွင်ပြင်းနဲ့လှုပ်ရှားမှုလေးတွေကိုကြည့်ရှုပြီးတော့ပရိသတ်တွေကလည်းစိတ်နှံ့မှုရရှိနိုင်မယ်လို့ပြောလင်းမိပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။